မြန်မာနိုင်ငံကပြည်နယ်တံပေးချင်းခံခဲ့ရတဲ့ Horizon International School ကတူရကီဆရာဆိုကူမဲဟာလူမှုမီဒီယာတွေကနေအကွင့်ကြီးတောင်းခံခဲ့ပေမဲ့သူ့ကိုတူရကီအာဏာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။သူ့ကိုဖမ်းဆီးလိုက်ပြီးတဲ့နောက်ဇွန်လ9ရက်နေ့မှာတူရကီမြောက်ပိုင်းဟာတေးပြည်နယ်ကအကျဉ်းထောင်တစ်ခုကိုပို့ဆောင်လိုက်တယ်လို့ဆိုပါတယ်။တူရကီမှာအာနာသိမ်းမှုကျိုးပန်းနေဆိုတဲ့ဂူလန်ရဲ့လူတွေမြန်မာပြည်မှာဖွင့်လှစ်လောက်ကင်နေတဲ့စာသင်ကျောင်းနှစ်ကျောင်းမှာစုကူမန်ဟာအလုံးလုံးနေတာဖြစ်တယ်လို့သိရပါဗျ။ ။ဆိုကူမန်ကိုမေလ24ရက်နေ့ကဥဆုံးအနေနဲ့ထိုင်းနိုင်ငံကိုပြင်းထန်တန်ပေးခဲ့တာဖြစ်တယ်လို့တူရကီနိုင်ငံပိုင်သတင်းအေဂျင်စီအနာတိုလူကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံကလက်မခံတဲ့အတွက်မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတဲ့နောက်မေလ26ရက်နေ့ကမြန်မာရဲတွေဟာရန်ကုန်အပြည်ပြည်ဆိုင်ရာလေးစိတ်မှာတူရကီအာဏာပိုင်တွေထံလွှဲပြောင်းမပေးခင်မိနစ်ပိုင်းအလိုမှာကဘာကြီးစီကအကွင့်ကြီးတောင်းခံပါတယ်ဆိုတဲ့ဗီဒီယိုကိုလူမှုမီဒီယာမှာတင်ခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တင်ခဲ့တဲ့ဗီဒီယိုတစ်ခုမှာတော့သူက သူတို့ကကျွန်တော်ကိုဘန်ကောက်ကိုပို့လိုက်ပါတယ်။သူတို့ကသာကျွန်တော်ကိုတူရကီကိုပို့လိုက်မယ်ဆိုရင်ကျွန်တော်ကထောင်ချခံရမှာပါလို့ပြောကြပြီးအကွက်ကြီးတောင်းခံခဲ့ပေမယ့်သူ့ကိုတူရကီလေကြောင်းလိုင်းကလေရင်နဲ့တူရကီရဲတွေချန်ရန်ကအစ္စတန်ဘူကိုပြန်ပို့ခဲ့တယ်လို့သိရပါတယ်။ Horizon International School မှာအမှုဆောင်တဦးဖြစ်တဲ့ဆိုကိုမန်ဟာမြေရဲပင်လယ်နိုင်ငံတကာပညာရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ Limited ရဲ့ပါတနာလည်းဖြစ်တယ်လို့ဆိုပါရယ်။အဲ့ဒီကြောင့်နှစ်ခုလုံးဟာမြန်မာနိုင်ငံမှာအခြေစိုက်ထားတယ်လို့သိရပါရယ်။ တရက်ကီအစိုးရကတော့2016ခုနှစ်ဇွန်လ15ရက်နေ့ကမအောင်မြင်တဲ့အာဏာသိမ်းမှုကိုနှိမ်နင်းတဲ့အနေနဲ့တရက်ကီပြည်တွင်းမှာအာဏာသိမ်းမှုနဲ့ဆက်ဆက်နေသူတွေလို့ဆွဆွဲခံရသူတသိန်းခွဲကျော်ကိုထိန်းသိမ်းခဲ့ပြီးတဲ့နောက်အခုအခါပြည်ပမှာနေထိုင်တဲ့အာဏာသိမ်းမှုကျန်းစီသူတွေကိုတရက်ကီအစိုးရကလိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ဆိုပါရယ်